အောင်မြင်မှုကြီးကိုသွားဖို့အတွက်ရိုက်ဖြုတ်ရမယ်တကားသုံးချက်အဲ့ဒီတကားချက်တွေကိုမဖြုတ်သွားဘူးဆိုကျွန်တော်တို့ပိတ်လောင်မိနေပြီအောင်မြင်မှုကြီးကိုရောက်နေပါမို့ပထမဆုံးရိုက်ဖြုတ်ရမယ်တကားချက်ဒီလူတွေငါ့ကိုဘယ်လိုထင်မလဲလို့တွေးတဲ့အတွေ့ခင်ဗျားမှန်အောင်နေကိုယ့်ရဲ့အသိဉာဏ်နဲ့ကောင်းတာလို့ဘယ်သူမှမနစ်နာစေဘူးဆိုရင်ခင်ဗျားအဲ့ဒီတကားကိုအရင်ဆုံးရိုက်ဖြုတ်ဖို့လိုအပ်တယ်ဒါပေမဲ့ကိုကတလွဲလုံးနေပြီးတော့လူတွေထင်ကျင်တာထင်ဆိုရင်တော့ခင်ဗျားမှားတယ် လူတွေကဘလို့ထင်မလဲဆိုရတကားကိုဖြတ်ကျော်နိုင်သွားရင်နောက်ထပ်ပိတ်နေတဲ့တကားတစ်ချက်ကပါလဲဆိုရင်မဘာကြောင့်ဒီနာကျင်မှုတွေခံစားရတာလဲဆိုတကားမိကုံပြောင်းလိုက်ပါ victim လို့မခံစားနဲ့လောကကြီးမှာကျွန်တော်တို့ဘဝမှာကြုံလာတဲ့ပြဿနာတိုင်းကကျွန်တော်တို့ပိုတမ်းပါစေဖို့ကြော်ဖြတ်နိုင်စေဖို့ပိုကောင်းမွန်တဲ့သူဖြစ်လာဖို့အတွက်စာမိုးပဲစစ်တာဖြစ်တယ်အဲ့ဒီတကားအရှိမဒူးမထောက်လိုက်နဲ့တောင်းငါရောက်အောင်ဘလို့လုပ်အောင်မလဲဒီပိန်းကိုဘလို့ကြော်ဖြတ်မလဲဆိုတော့ ုထည့်ပြီးအဲ့တကားကိုတစ်ခါရိုက်ပြုတ်လိုက်ပါနောက်ဆုံးတကားကြကကြတော့ငါချရှုံသွားရင်ဘယ်လိုလုပ်မှာလဲဆိုတော့လောကကြီးကခမားချရှုံသွားရင်ရှီမွန်ခနရဲ့ကဲ့ရဲ့ခနရဲ့ဖြစ်တယ်ခမားနဲ့တူလိုက်ခံစားတဲ့သူတွေမရှိတော့ခမားတွေ့ရလိမ့်မယ်အောင်မြင်မှုကိုတွားတဲ့ဂျာနီမှာအမြဲတမ်းအဖို့မဲ့တယ်တယောက်တည်းပဲတွားရတာအဲ့တော့ခမားချရှုံသွားလို့အခမ်းမသိရင်လက်ခုပ်ဒီမဲ့ကောင်းမရှိမယ်ခမားကိုဖေးမမဲ့သူအင်မတန်ရှားတယ်အကယ်ရှိခဲ့ရင်ဂယူဆိုင်လိုက်ပါ ြန်လဲ support လုပ်ပေးပါသူခင်ဗျအောင်မြင်မှုကိုတွားဖို့အတွက်အဲ့နောက်ဆုံးတကကြာရှုံးတယ်လို့မတွေးနဲ့သင်ငန်းစာတွေရတယ်အောင်မြင်မှုအတွက်လေကတိတွေဖြစ်တယ်လို့တွေးဆက်လျှောက်ခင်ဗျနဲ့အောင်မြင်မှုကြာမှာဘာတကားမှချားမနေတာတွေးရလိမ့်မယ်တွေးစရာတခုရရ yes လို့မှမပြောပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါတယ်